Hello ဝါလုံးမမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။လက်ရှိပရိသတ်တီဂျားထဲမှာအပြောများနေတဲ့အပြောင်းရွှေ့တစ်ခုနဲ့ပတ်သက်လို့ကျွန်တော်တို့နည်းနည်းလေးဆွေးနွေးကြည့်အောင်။ဒါအပြင်ကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကပဲသတင်းတွေတက်လာတာပေါ့နော်။ဒီနေရာမှာဟိုအဓိက British media တွေသူတပြင်းတော့ကျွန်တော်အရင်ကြီးယုံကြည်စိတ်ချရတဲ့ media တွေကနေလာတာတော့မဟုတ်ပြီမဲ့လေလို့ပေါ့နော်။ဆွေးနွေးကြင်စရာကောင်းနေတဲ့အကြောင်းအရာလေးဖြစ်နေလို့ပေါ့လေ။ဆိုတော့ဟိုသတင်းကပါလေဆိုတော့ကျွန်တော်တို့ဒါ အက်စတူမီလာကနေပြီးတော့ဗောနော်ဒီနွေရာဒီအပြောင်းရွှေ့မှာထွက်ခွာတော့မဲ့အာဂျင်တီးနားဂုဒမားဖြစ်သူအီမီမာဒီနက်စ်ကိုမန်ချက်စတာယူနိုက်တက်နဲ့ဘာစီလိုနာတို့ကစိတ်ဝင်စားမှုတွေအများကြီးပြသထားပြီးတော့ဆက်သွယ်မှုတချို့လည်းပြုလုပ်ထားတယ်ဆိုပြီးတော့ဒီစပော့ကနေ report လုပ်ထားတယ်ဆိုတော့ဒီသတင်းနဲ့ပတ်သက်လို့အသင်းပရိသတ်တွေရဲ့ဘက်ကရောသူတပင်းတော့အန်ဒရယ်ဦးနာနာနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ဒီမလူချင်းကြတော့ဘူးပေါ့နော်အန်ဒရယ်ဦးနာနာကိုလည်းအဲ့လောက်ကြီးတိသဘောမကျကြတော့တဲ့အနေအထားမျိုးမှာ အားလုံးဂူသမားအပြောင်းလဲလဲလူတယ်ဆိုတော့မာဒီနက်နဲ့တရင်ထွက်လာတာပဲဆိုပြီးတော့အပြောင်းများနေကြတာဆိုတော့မာဒီနက်နဲ့ပတ်သက်လို့ရင်းသုံးကြည့်ကြည့်အောင်နံပါတ်1မီမာဒီနက်ဒီ32နှစ်ရှိနေပြီဒါမှမဟုတ်ဂူသမားတယောက်အတွက်32နှစ်ဆိုတာဘာမှမဟုတ်သေးဘူးဒါကိုလည်းမာဒီနက်ကကောင်းကောင်းပြသထားတယ်နော်လက်ရှိအက်စတူမီလာရဲ့ DR ဒီအကောင်းဆုံးဂူသမားတွေကအကောင်းဆုံးဂူသမားလို့ကျွန်တော်ပြောလို့ရတယ်လက်ရှိကဘာမောင်မှာကျွန်တော်တို့ကြည့်ရင်တော့မှအကောင်းဆုံးဂူသမားတွေကတယောက်ဖြစ်ရှိနေတော့မယ်စီတက်တာနိုင်တော့တက်တာနိုင်တယ်ဒါမှမဟုတ် စာချုပ်က2029ခုနောက်ထပ်၄နှစ်လောက်ကျန်သေးတယ်ဗျအက်စတွန်ဗီလာနဲ့အက်စတွန်ဗီလာနဲ့စာချုပ်တဲ့ကိုသူက2029ခုနှစ်ဂျွန်လ30ရက်နေ့တည်တန်းရှိတဲ့စာချုပ်တခုကိုသူချုပ်ထားတာဒါဟာဘလူးမန်ကျွန်တော်ကစားအကူသမားတယောက်ကိုခေါ်ဖို့ကလွယ်ကူမနေဘူးဒီနေရာမှာသူကတော့ထွက်မယ်ဆိုပြီးတော့ပြောထားတာဟုတ်နော်အက်စတွန်ဗီလာပြည်သက်တွေကိုလည်းနှုတ်ဆက်တာပါညာသူလှုပ်ပြီးသွားပြီဟောဆိုတော့အထွက်တော့ထွက်မှာပဲအဲ့မဲ့ဘယ်အတင်းကိုထွက်မှာလဲပေါ့ကိုရီးယားဘက်ကခေါ်မယ်ဆိုရင်တော့ကောင်းတာပေါ့လေဟုတ်တယ်မလားအကူသမားလူနေတာကိုဒါပေမဲ့လို့ခုနကတင်းထွက်တဲ့ United နဲ့ Barcelona ဆိုတဲ့သတင်းကိုကျွန်တော်ကြားရင်သူ Barcelona ကိုပြောင်းမှာပေါ့တော်တော့ offer တခုရှိတယ်ဗျာမြင်မှာ Barcelona ကိုပြောင်းမလား United ကိုပြောင်းမလားဆိုရင်မြင် Barcelona ပဲပြောင်းမှာပဲလေလက်ရှိဆိုလို့ရှိရင်သူတို့ La Liga Champion ဖြစ်ထားတယ်နောက်ရာသီမှာဆိုလို့ရှိရင်ဟိုဘယ်လိုပြောလဲ Champions League Champion ညီတော်ဖြစ်နိုင်စွမ်းရှိတဲ့ခြေသွမ်းမျိုးတွေကျွန်တော်တွေ့နေရတဲ့အလားလာတွေဒါအပြင် Chelsea နဲ့တော့မှဒီလောက်ကောင်းနေတာ Martinez နဲ့ဆိုလို့ရှင်စဉ်းစားကြည့်ဗျာ ့ချင်းတာစတီဂန်တို့လူကစားမားတွေကလည်းဂိုးသမားတွေကလည်းရှိနေသေးတော့သူ့အနေနဲ့တာစတီဂန်နဲ့လက်ရှိပြန်ကောင်းလာပြီကိုအင်ဂျူတီတွေပါတွေကရင်ပြန်ကောင်းလာပြီအမေလိုအီမီမာတီနက်စ်ကလက်ရှိမှာဖောင်အရင်ကောင်းနေတဲ့ဂိုးသမားဆိုတော့ဘာစီလိုနာလိုအသင်းမျိုးကလိုချင်တဲ့သူမင်းကဖုတ်ဖက်ခါပြီးသွားလိုက်ရုံပဲ AC ပဲအာဂျင်တီးနားတွေနဲ့လည်းပေါ့နော်ဟိုတိတ်ပြီးတော့အရင်အရင်အရင်ကြီးပြေလေလုံးနေပြဘာစီဆိုတာကအဲဒါကြောင့်ကျွန်တော်ကြည့်ရင်နော် United နဲ့ဘာစီလိုနာဆိုဘာစီပဲပြောင်းမှာပေါ့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်လည်းပဲ โอเคငါ Manchester United ကိုလာမယ်ဆိုလို့ရင်လောက်ခလာစာခေါင်ခေါင်ရမယ်ပြီးလို့ရှိရင်အဲဘယ်လိုပြောမလဲဒီ Champions League ကံမလားအခွင့်အရေးတော့ရှိတယ်ထင်တာပါပဲကျွန်တော်တို့ဘောနော Europa League Final ကိုကြည့်ပြီးတော့ဒါမှမဟုတ်ထားပါကျွန်တော်တို့ဒီ United ကအကုန်လုံးကပြိုကျပြီးတိုင်ပတ်နေတဲ့အချိန်ကြီးမျိုးမှာ तू လာလို့ရှိရင် तू ရဲ့ career ရှေ့လျှောက် तू ဘယ်လိုဘယ်လိုဖြစ်မလဲဒီတယ်မလား तू तू အောင်မြင်မှုတွေပါကြည့်မှာပဲလေ तू လည်းဒါရိုက်ယူနိုင်တဲ့အသင်းမျိုးလားမဟုတ်ဘူးလားဟုတ်တယ်လား तू ကြည့်မှာပဲဆိုတော့ဒါကြောင့် Imi Martinez ကိုခေါ်ဖို့ဆိုတာကတော်တော်ကိုအလှမ်းဝေးတယ်ယူနိုက်တက်အတွက် ပြောင်းရွှေ့ကြီးကအဲ့လောက်တော့ပြဿနာတက်နိုင်မယ်တော့မထင်ဘူးเนาะဈေးတော့တက်တာလိမ့်မယ်လို့ကျွန်တော်မယူဆပါဘူးဒါပေမဲ့လို့ပေါ့နော်သူ့ရဲ့ဈေးကွက်တန်ကြီးကလက်ရှိမှာ Euro 25သန်းပဲရှိလို့တာဟုတ်เนาะ Euro 25သန်းပဲရှိလို့တာဒါပေမဲ့လို့3အဲ့ဘာလို့လဲဆိုတော့32နှစ်ရှိနေလို့ဗျအသက်32နှစ်ဆိုတော့25သန်းလောက်ပဲကျွန်တော်ရှိလို့တာဒါပေမဲ့လို့စာချုပ်က2029ခုနှစ်နောက်တဲ့4နှစ်လောက်ရှိသေးတယ်ဆိုတဲ့အခါကျတော့ Evila ကလွယ်လွယ်နဲ့တော့လက်မလွတ်ဘူးတတိကြတယ်တတိကြတယ်ဘာလို့သူတို့ပြန်ပြီးတော့အစားထုတ်ဖို့ဂျူးပန်းရအောင်ပါကို Marines ကို Marines နေရာကိုဘယ်လိုပြန်အစားထုတ်မလဲမလွယ်ဘူးဗျာ ဟုတ်တယ်မလားနော်ဂူမာကောင်းကရှားတယ်ဟုတ်နော်ဒါကြောင့်ကျွန်တော်ကြည့်ရင်အီမီမာဒီနက်စ်ရဲ့အပြောင်းအရွှေ United နဲ့ထွက်နေတဲ့သတင်းတွေကရင်ကုန်စရာကောင်းပြီမဲ့လို့ကိုရီတွက်လက်လန်းမီဖို့အချင်းနည်းနေတယ်လို့ကျွန်တော်ထင်တယ်သူတပင်းတော့ဘယ်အသင်းကမှခေါ်တဲ့သူမရှိဘူးဟေ့ဆိုလို့ရှင်တော့ကိုရီတရောက်ရင်ရောက်လာမှာပေါ့ဗျာကိုရီကခေါ်ရဆိုလို့ရှင်ပေါ့ဒါတော့မှလောက်ခလာစားတွေဘာတွေရရှိသေးတာထားပါတော့ Chelsea တို့ဘာလို့ကခေါ်ခေါ်မယ်ဆိုရင် तू သွားမှာပဲ ရောဘတ်ဆန်ဂျက်တို့တပူကောင်းတဲ့ဂိုးမောင်ရမှာလေဒါအပြင်ချယ်ဆီရယူနိုက်တက်နဲ့စားလို့ရှိရင်အများကြီးပူကောင်းပြီးတော့ချန်ပီယံစလစ်ဝင်ကူးနေပါလိမ့်လက်အချင်းကြီးကောင်းနေတဲ့အသင်းမျိုးပြသေးလားဆိုတော့ဒါကိုကျွန်တော်ကြည့်ရင်ပေါ့နော်အဲယူနိုက်တက်ကဂိုးသမားကောင်းနေပဲဖြစ်ဒီမကောက်ကစားမကောင်းနေကိုခေါ်ဖို့ကတော်တော်ကိုအဲမလွယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုရီးယားလက်ရှိဖောင်ဝမ်ရတော်တော်ကြီးကိုတိုင်ပတ်နေလို့ပါဆိုတော့ကျွန်တော်အနေနဲ့ယူရိုပါလိဖလားရပြီးတော့ချန်ပီယံစလစ်ဝင်ကူးနေပါလိမ့်ရတယ်ဆိုလို့ရှင်နေနေဆွဲဆောင်ဝင်ဆွဲဆောင်နိုင်ပြီမဲ့အသင်းရဲ့လက်ရှိ current form အရာက ဘယ်သူမှလာပြီးတော့ကစားကျင်စိပောက်တဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးเนาะဆိုတော့ဒါကြောင့်ပေါ့နော်ညီကလေးနေနေရောအီမီမာရီနက်စ်ကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်ရနိုင်သွဲရှိတယ်လို့ထင်လာကျွန်တော်မထင်ဘူးကျွန်တော်မထင်ဘူးเนาะဆိုတော့ဆွေးနွေးကြပါအားလုံးကိုကျေးဇူးများပါတယ်